မာလာ၂ရက်ခုနှစ်သောင်းနီးအားလုံးအတွက်တနေ့တာဟောစတန်လေးဖြစ်ပါတယ်ဗျမိတ်ဆွေပေါင်းအင်းမြငင်းချမ်းတာယာစီနိုင်ကြပါစေမိမိကိုယ်ကိုလည်းကောင်းစီတဲ့ကောင်းအောင်ရွတ်ဆောင်တော်မူနိုင်ကြပါစေလို့လိုက်လိုက်နေလဲဆုတောင်းမြတ်တာပို့တာအပ်ပါတယ်ခင်ဗျာရှိဥကတနေ့ကလေးသာသမီမိတ်ဆွေများအတွက်တနေ့တာဟောစတန်လေးဖြစ်ပါတယ်ဗျတနင်္ဂနွေသားသမီးများကဒီလိုနေမျိုးမှာဝန်ထမ်းကိစ္စ နိုင်ငံခြားကိစ္စအထက်ထိမနဲ့ရောင်းဝယ်ဖောက်ကားခြင်းဆိုင်ရာလုပ်ငန်းတွေကုသရေးဝန်ကြီးတည်ယူဖို့ဆောင်ရွက်ခရီးသွားလာရေးလုပ်ငန်းတွေပြုလုပ်ဆောင်ရွက်တဲ့နေ့နေ့ဖြစ်ပါလေဗျဒီလိုနေမျိုးမှာတနင်္ဂနွေသားသမီးမိတ်ဆွေများကန္တရာရဲ့အထောက်ပံ့ရရှိသေးဖို့ဆိုရင်တော့အနက်ရောင်အပြာရောင်များများပါတဲ့အဝေးစားသုံးဆောင်တွေကိုအားပြုဝတ်ဆင် သုံးဆွဲတင်ပါတယ်ကံကောင်းလက်ဆွင့်စေတဲ့ကနန်းတွေနံပါတ်တွေကတော့ခွန်ကနန်း 6ခန်းတို့ဖြစ်ကြပါတယ်ကြဒီနေ့မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းကားတွေတက်စီဖို့လုပ်ငန်းတွေတိုးတက်စီဖို့ဆိုရင်ဘာပဲရောင်းရောင်းဘာလုပ်ငန်းလုပ်ရပဲဖြစ်ဖြစ်ဘာပဲရောင်းကျင်ရောင်းကျင်ကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုတည်သားကြောင်းလေးတစ်ချောင်းနဲ့တိုးခေါက်ရိုက်ပုတ်ပြီးတော့ဆူတောင်းသင်ပါတယ်ဒီနေ့ကံပွင့်ကံမြင့်ဈေးဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်နွားတို့ တေအတိတနတ်အတမျိုးမျိုးလူတန်းဒါနပြုခြင်းအဖြစ်ဂန္ဓရာရဲ့အထောက်ပံ့တွေရရှိနိုင်စေမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့တနင်္လာသားသမီးမိတ်ဆွေများတဲ့တနေ့တာဟောစရန်လေးဖြစ်ပါတယ်ဗျတနင်္လာသားသမီးမိတ်ဆွေများကဒီလိုနေမျိုးမှာအိမ်တော်ရေးအိမ်တွင်းရေးအိမ်အဆောက်အဦကိစ္စတွေအထက်ထိပနဲ့ရောင်းဝယ်ဖောက်ကားခြင်းဆိုင်ရာလုပ်ငန်းတွေပြုလို့ဆောင်ရွက်တင်တော်နေဖြစ်ပါတယ်ဗျဒီလိုနေမျိုးမှာတနင်္လာသားသမီးမိတ်ဆွေများကကံတရားရဲ့အထောက်ပံ့ရရှိစေဖို့ဆိုရင်တော့ အနီယောင်အနက်ယောင်များများပါတဲ့ဝေစားသုံးဆောင်တွေကိုအာပြုဝိစဉ်သုံးဆွဲတင်ပါတယ်ကံကောင်းလက်ရှင်စီတဲ့ကနန်းတွေနံပါတ်တွေကတော့တိကနန်းခွန်ကနန်းတို့ဖြစ်ကြပါတယ်ဗျဒီနေ့မှာမိတ်ဆွေတွေရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စီဖို့လုပ်ငန်းတွေတိုးတက်စီဖို့ဆိုရင်ဘာပဲရောင်းရောင်းဘာလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုဥထုံးလေးတစ်လုံးနဲ့တိုးခေါက်ရိုက်ပုတ်ပြီးတော့ဆူတောင်းတင်ပါတယ် ဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်အေးတမျိုးမျိုးနိုးအေးလူရန်ဒါနပြုခြင်းအဖြစ်ကံတရားရဲ့အထောက်ပံ့တွေရရှိနိုင်စေမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့အင်္ဂါသားသမီးမိတ်ဆွေများအတွက်တနေ့တာဟောစလန်လေးဖြစ်ပါတယ်ဗျာအင်္ဂါသားသမီးမိတ်ဆွေများကဒီလိုနေမျိုးမှာအကျွေးတောင်းကျွေးဆက်ငွေစုငွေရှင်းဝေကြီးဆိုင်ရာလုပ်ငန်းတွေအိုးအိမ်အုပ်ဦးမျိုးမျိုးအေးအေး အယောင်းဝင်လုပ်ငန်းတွေပြုလုပ်ဆောင်ရွက်သင့်တဲ့နေ့ဖြစ်ပါတယ်ဗျဒီလိုနေမျိုးမှာအင်္ဂါသားသမီးမိတ်ဆွေများကကန်ရရရဲ့အထောက်ပံ့ရရှိစေဖို့ဆိုရင်တော့အဖြူရောင်အနီရောင်များများပါတဲ့ဝေစားအသုံးဆောင်တွေကိုအားပြုဝတ်ဆင်သုံးဆွဲသင်ပါတယ်ကန်ကောင်းလက်ဆင်သေးတဲ့ကနန်းတွေနံပါတ်တွေကတော့နှစ်ကနန်းတစ်ကနန်းတို့ဖြစ်ကြပါတယ်ဗျဒီနေ့မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်ဘာပဲရောင်းရောင်းဘာလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ် ကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုအဲ့ဒီဂျိန်လေးတစ်ချောင်းနဲ့တူခေါက်ရိုက်ကုန်ပြီးတော့ဆူတောင်းတင်ပါတယ်ဒီနေ့ကံပွင့်ကံမြင့်ဇေဝုအတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးခဲ့သူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်အကျော်အစင်တရားအကျော်တမျိုးမျိုးလှူဒန်းဒါနပြုခြင်းအားဖြင့်ကံတရားရဲ့အထောက်ပံ့တွေရရှိနိုင်စေမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဘုရုသာမီးမိတ်ဆွေများအတွက်တနေ့တာဟောစတန်လေးဖြစ်ပါတယ်ဗျာ ဂိုရူဂါကြီးဝိသေများကဒီလိုနေမျိုးမှာထိုးတန်ဆက်ပစ္စည်းအဝယ်ရောင်းကိစ္စတွေစံစီသေးသောရောင်းဝယ်ဖောက်ကားခြင်းဆိုင်ရာလုပ်ငန်းတွေကွန်ကားကြောင့်ကွန်ပျူတာကင်မရာကိစ္စတွေပြုလုပ်ဆောင်ရွက်တင်တော်နေဖြစ်ပါတယ်ဗျဒီနေ့မှဗုဒ္ဓသာသမိမိတ်ဆွေများအတွက်ကံရရဲ့အထောက်ပံ့ရရှိသေးဖို့ဆိုရင်တော့အညိုရောင်အဖြူရောင်များများပါတဲ့ဝေစားသုံးဆောင်တွေကိုအာပြုဝိစဉ်သုံးဆွဲတင်ပါတယ်။ကံကောင်းလက်ရှင်သေးတဲ့ကဏ္ဍတွေနံပါတ်တွေကတော့ ၃ကနန်း၂ကနန်းတို့ဖြစ်ကြပါလေဗျဒီနေ့မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်တော့ဘာပဲရောင်းရောင်းဘာလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်ဘာပဲရောင်းရင်ရောင်းရင်ကိုယ့်ရဲ့ရောင်းကုန်ပစ္စည်းတွေလုပ်ငန်းသုံးပစ္စည်းတွေကိုစကားလေးတစ်ချက်နဲ့နှီးစကားပဲဖြစ်ဖြစ်ကော်စကားပဲဖြစ်ဖြစ်စကားလေးတစ်ချက်နဲ့တိုးခေါက်ရိုက်ပုတ်ပြီးတော့ဆူတောင်းသင်ပါတယ်ဒီနေ့ကံပွင့်ကံမြင့်ဇေဝုအတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ် ကြီးခဲ့သူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်ခောက်ဆွဲကြောကြားစမ်းကြောအဲတမျိုးမျိုးလူရန်ဒါနပြုခြင်းအဖြစ်ကံရရဲ့အထောက်ပံ့တွေရရှိနိုင်စေမှာဖြစ်ပါတယ်ခင်ဗျာ